အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းဆီယာမောင်တာရရေးသားတဲ့ညကလကိုခိုးခဲ့သည်ဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အိမ်တို့အပူရောက်လာတော့သူ့မှာမြည်သည့်အပူပစ္စည်းမှမပါ။ခါးနိုင်ဝှက်ထားတဲ့အဝတ်သုံးနေတာပါတယ်။ဖက်နဲ့လည်းမပါခြင်း။မေးကြည့်တော့သူ့အမိမှာခင်ညွတ်ဟု၎င်းအပူဟု၎င်းခေါ်တယ်လို့နှံ့နှမဲဖြေတယ် ကျွန်တော်တို့ကမူတညီတညွတ်သေးပင်အပုဟုသောအမိကိုသာအသုံးပြုရန် ဆုံးဖြတ်ရွေးချယ်ခဲ့ကြတယ်။အသက်ကိုတော့သူမဖြေတန်းမွေးသည့်ခုနှစ်တက်ကြွေကိုပင်လင်သူမသိ။သူမိဘကလည်းပြောမထားဟုဆိုတယ်။မိတို့ဆိုစီခံမှန်းကြည့်လင် သူအသက်က73နှစ်74နှစ်ခန့်သာရှိပေမယ့်အသားကမူညိုတယ်။ညိုရာမှဆင်းဝေးအောင်ကဲ့သို့ပြောင်၍ညိုတယ်။အိမ်တို့သူ့ကိုလာပို့တော့ လာဖို့သူက အပူတို့ကဆင်းရဲတယ်။မွေးချင်း၉ရောက်မြပင်ရှိတယ်။ဖခင်ကလည်းစိတ်ကန်းအလုသမားမြသာဖြစ်တယ်။အပူထက်အကြီးဖြစ်တဲ့တယောက်ကလည်းအပူနယ်ပင်ဒီမျိုးတနေရာ၌အလုလုနေရတယ်။အကြီးဆုံးဖြစ်တဲ့ယောက်ျားကလေးမှမူဈေးကြိုတဲကထမင်းဆိုင်တစ်ဆိုင်မှာ အိုးဆေးပကံဆေးအဖြစ်နဲ့အလုလုနေတယ်။သူတို့မိသားစုရဲ့ဘဝမှာစားရမဲမဲတောက်ရမဲမဲစားသည်စားသည်ဖြင့် ကျွန်တော်တို့ကိုပြောပြတယ်။သို့တော့အပုကဝဝဖြူဖြူ။ဒါကြောင့်အမေကတခါခါသူ့ကို သဘောကျသည့်အခါအမေစိတ်နဲ့တွေးသည့်အခါစင်အိုးကလေးကိုခေါ်တတ်တယ်။အပုကစင်စစ်အတိနုနဲ့ငဲကြည့်တယ်။ဒါကြောင့်လဲကျွန်တော်တို့ကအပုကိုသားငယ်နှစ်ယောက်အတွက်သာရထားခဲ့ကြတယ်။သားကြီးဆုံးက၃နှစ်ပြည့်တော့မယ်။သားအလက်ကအခါလေပြည့်စာဒီတော့ အပူချီရတာကသားငယ်ထိရတာကသားကြီးမိမကဈေးရောက်တဲ့ဖြစ်နနဲ့ဆိုရင်မိုးလင်းတာနဲ့တပြိုင်နက်ဈေးဘက်သို့ထွက်တယ်ကျွန်တော်က၈နာရီခွဲလင်ကျောင်းကိုသွားရတယ်ကျွန်တော်ကကျောင်းစီဟာအိမ်မှာအမေနဲ့သားနှစ်ယောက်သာကြံရစ်ခဲ့ကြသမီးဒီတော့အမေမှာပင်မရတော့တယ်ချက်ရပြုတ်ရတာကတစ်ဖက်ကလေးငယ်နှစ်ယောက်ကို ထိရတာကတစ်ဖက်ဆိုတော့အမေအနေနဲ့ မနိုင်နိုင်တော့ကြီးတယောက်သေးတော့ကမူအเจ้าမဟုတ်နှစ်ယောက်ဆိုတော့ဒုက္ခရောက်ရတယ်ဒါအပြင်နည်းနည်းကြီးလာတော့လေตาကြီးကစိုးတယ်ထမင်းတစ်ခါတစ်ခါကျွေးရပြီဆိုရင် အငဲကိုချီရက်နေအကြီးကိုလိုက်ကျွေးရတာအင်းကိုခုနှစ်ပတ်ခန့်ပတ်ရမြင်ဖက်ဖက်ကိုမောမြင်ဒါကြောင့်မိမကတနေ့တော့ကျွန်တော်နဲ့တိုင်မင်းတယ်ကျွန်တော်ကလည်းကျွန်တော်ပါနည်းနည်းတတ်တာမဲ့အထင်နဲ့သူ့အဆိုးကိုထောက်ခံဖြစ်ခဲ့တယ် ဒါနဲ့တညက်နေမှာအိမ်သို့အပူရောက်လာလေတော့တယ်အပူကရောက်စာကလေးကပင်အိမ်မှာပျော်ဖို့ရကြည်တယ်သူ့အိမ်မှာသူ့ထက်အငယ်၅ယောက်နဲ့နေခဲ့ရသူမို့လားမပြောတဲ့သားတို့နဲ့နေတတ်တယ်ကလေးငယ်များကိုယူရတတ်တယ်ကလေးကြိုက်ကလေးနဲ့ကစားတတ်တယ်အပူကိုကျွန်တော်တို့ကရောက်လာကလေးကဆင်ရတယ်တနေ့မိမကဈေးကိုခေါ်သွားပြီးချုပ်ပြီးသားအင်ကြီးကလေးများနဲ့ပွင့်ရိုက်တရက်ထဲထမိန်တို့ကိုဝယ်ပေးတယ် 42ချက်ကုန်ကြတယ်လို့ဆိုတယ်။အပူးကညစ်ပတ်တယ်။ရေကိုချိုးခိုင်းမှချိုးတက်တယ်။ခေါင်းကသပင်ကတရောင်ခန့်သာရှိပေမဲ့မြည်သည့်အခါကမှမဖီးမရှင်စီးဖြစ်လဲမလဲ။ဒါကြောင့်သူ့ခေါင်းမှာတန်းကမလဲဖြစ်ကုတ်လိုက်သည်ကလည်းတဖြင်းဖြင်းဒီတော့မိမကခုနှစ်ရက်တပတ်ခန့်ဂယုတဆိုင်အမိန့်ထုတ်ပြီးသူ့ရှိမှခေါင်းကိုအရှင်းခိုင်းတယ်။ဖီးစိတ်အတိုက်ခိုင်းတယ်။ပြီးတော့ခေါင်းကို ကာဗောလစ်ဆက်ပြာနေအခါခါတိုက်စီပြီးအလျှော်ခိုင်းနေစီအလင်းခိုင်းနေတပြိုင်တည်းမှာပဲမိမက အလာတရာရက်ကြားလေးရှိလေတယ်အဋ္ဌိယူပန်တနံစသည်စသဖြင့်တို့နေအိမ်တို့ရောက်၍နှစ်ပတ်ခန့်ကြားတဲ့အခါအပုက မခမ်းရတော့ပဲသူ့အလိုလျောက်ရေချိုးစာခေါင်းလျှော်စာတနခါလိန်စာအဝတ်တန်တန်ဝတ်စာပြုတ်တက်လာလေတယ်အဝဝရမှာလဲအပုကအ မိမကိုအတူယူပုံရကြည်တယ်။ထမိန်နဲ့အင်ကြီးကိုအယောင်သဘောရာရွေးတက်တွဲတက်ရည်လဲလာလိတယ်။ဒါပြင် မိမကတညာချာမီးပူတက်ရမှာအဖူကပထမလေးလာတယ်။နောက်တော့ကလေးများအိပ်ပြီးဆိုရင်မိမကိုကူ၍တိုက်ပေးလိရှိတယ်။အဲ့ဒီလိုကူ၍တိုက်ပေးရမှာလဲသူ့အင်ကြီးများကိုလည်းထဲ၍တိုက်ချည်တယ်။ဒီတော့အဖူကအင်ကြီးတန်တန်ကိုသာမကတော့ပြန့်ပြန့်မှဝစ်တက်၍လာတယ်။ နောင်တော်မပြတ်လင်မိဘူးမတက်ရသေးလင်မဝတ်တတ်တော်ချင်းအဘူးကအလုံးနဲ့ပတ်သက်ရင်လဲအင်မတန်အားကြဖို့ကောင်းတယ်ခိုင်းရင်မြည်သည့်အလုံးမျိုးကိုမှညင်းနေလေမရှိဘူးခလေးမစင်ဆိုရင်လဲမယုံမရှာပဲပဲနေနေပင်ကင်ပြီးစင်စင်ကြဲကြဲပင်ဆေးပိလိရှိတယ်နေကင်းဘတ်ခလေးများတရေးအိတ်ခိုင်အာနေပြီးဆိုရင်လဲမခိုင်းရပဲနဲ့ခလေးအဝတ်များကိုပါယူလျှော်လိရှိကြတယ်အမေအဝတ်ကို အမေကိုယ်တိုင်ရှော်နေတာကို တွေ့ရရင်လေအပုကလက်မနေသူမအားသေးရင်ယူပြီးတိမ့်ဆဲထားလိုက်တယ်အားနေရင်ဝင်ပြီးရှော်ပေးပစ်လိုက်တယ်အိမ်မှာပရိဘောကကညံ့ညာဆဆမရှိလာပေမဲ့မန်းကလေးကတီးတဲ့အတိုင်းပဲဖုန်တက်တက်တယ်ဒီတွင်အပုက ခလေးတစ်ဖက်နဲ့ပင်ဖြစ်စေကမူပစိုးဟောင်းတစ်ထဲနဲ့မကြာခဏဖုန်ခါတယ်တပြက်စီးဖြစ်လေခလေးတွေရှုပ်ပွေထားသမျှနောက်ကလိုက်ပြီးလှဲလေရှိကြည်တယ် ိမ်မှာအမ ्या ရဲ့အမြင့်မှာ အမိုက်တပင်မှမရှိစေရ။အရွယ်နဲ့မမျှတိတက်တယ်။အမေကိုလည်းအမေအရွယ်မို့မိမကိုလည်းအမအရွယ်မို့ညာတာတက်တယ်။ကလေးငယ်များကိုလည်းမောင်ငယ်များအရွယ်မို့ယူရကျင်နာတက်တယ်လို့ဆိုတော့လေအပုကအိမ်၌အေးပေခံခဲ့ရကြည်တယ်။အိမ်မှာအပုအပုနဲ့တပူတဲ့ပူနေကြကြည်တယ်။အပုမရှိရင်ပင်ဒီအိမ်မှာရက်တီမို့မဖြစ်နိုင်တော့တဲ့ကဲ့သို့ဖြည့်၍လာလေတယ်။ တားကြီးကပင်လဲမွေးသည့်အမေအရင်နဲ့အပူတို့ရှင်၍ခေါ်ရတွင် အပူထံသို့လိုက်ချေတယ်။တနစ်နဲ့ငားလာတားကြကမှစကားဆ၍ပြောစာပြုလာတဲ့တားငယ်ရဲ့ပထမဆုံးတက်လာတဲ့စကလုံးကလည်းဘူးတာဖြစ်ချေတယ်။အိမ်တို့အပူရောက်၍တနစ်ခွဲခန့်အကြမှာ အမေရုတ်တရက်ကွယ်လွန်သွားတယ်။အမေကသွေးတူရောဂါရှိတယ်။ကြိုရွေ့လည်းတီထားကြတယ်။ဒါပေမဲ့အမေက ယောဂါကိုမမှုမတ္တနာကိုတည်နိုင်သည့်ယောဂါဟုမထင် ထို့ကြောင့်ဥပိ္ပခာပြုထားတယ်တွေ့ကြရစားတယ်အားသာနဲ့တပြိုင်နက်အိတ်တယ်ထိုနေ့ကဥရုကလည်းဖောက်ပြန်လာတယ်မိုးကနှစ်ရက်ခန့်ဆွေထားပြီးအေးကလည်းအေးနေတယ်အမေကရေချိုးတယ်ရေမချိုးမီ ရေစိုးထမိန်နဲ့ရေချိုးကန်းထဲမှာတနာရီခန့်အလုံလုံနေတယ်ချောနေတဲ့တမန်သလင်းကိုအုံးကုန်ဘက်နဲ့တဲဆက်ပြားနဲ့တိုက်နေတယ် ထိုးနောက်မှရေချိုးတယ်။ရေကွက်လွတ်ကြတံကြားလို့အပုပြေးသွားတော့ရေစိုးဝင်းနေပဲလဲကြပြီးဒရိမိနေတဲ့အမေကိုတွေ့ရတယ်။အပုကမနိုင်တနိုင်နဲ့အမေကိုကြီးကိုဆွဲတယ်ခဲ့ပြီးအဝတ်လဲပေးတယ်။ရေစင်အောင်တုပ်ပေးတယ်။အမေအိယာပေါ်တင်တယ်။အဲဒီနောက်ချင်းရင်ကောင်းရင်အိမ်များကိုပြေးပြီးအခုညီတောင်းတယ်။အဲဒီနောက်ခလေးနှစ်ယောက်နဲ့ဈေးသို့လိုက်ပြီးအကြောင်းကြားတယ်။မိမအိမ်ရောက်တော့အမေအသက်မရှိတော့ဘူး။ ဘသူဆိုစီအခါတိုင်းနေတာဆိုရင်ညနေကြမှာ အမေသေးတာကိုတိကြရမှာအမေနဲ့ထားခဲ့ရတယ်ခလေးနှစ်ယောက်ကအမေသေးတာကို မသိပဲမြည်တို့နေကြမြည်နီအเจ้าခတ်သိန်းကိုတွေးပြီးအပုကို ကျွန်တော်တို့ကျေးဇူးတင်မိဖြစ်ရတယ်အပုသာမရှိရင်ဒုက္ခအမေဆုံးခဲ့ပြန်တော့လေအပုရဲ့အနေထားကအိမ်တွင်ပို၍အေးပါလာပြန်နေခလေးနှစ်ယောက်အတွက် အပုကိုပင်အားပြုရတော့တယ် ိမ်ကိုလည်းအပူကိုပဲလွှဲထားရတော့တယ်။အိမ်မှာအပူချေအပူလက်ကြီးဖြစ်လာတယ်။နန်းနဲ့မမိမကဈေးသို့ထွက်တယ်။ထုံးစံတိုင်းကျွန်တော်ကလည်းကျောင်းသို့သွားရတယ်။ဆယ်နာရီခန့်လောက်တွင်တော့အပူကဖီးလင်းပြင်ဆင်ပြီးအိမ်ကိုတော့ခတ်ထားခဲ့ကခလေးနှစ်ယောက်နဲ့ဈေးကိုလိုက်ရတယ်။သူတို့ဈေးမှာစားကြတယ်။မွန်းလွဲနှစ်နာရီခန့်တော့မိမကညနေစာအတွက်ဈေးဝယ်ပြီးအပူနဲ့သားကြီးကိုအိမ်သို့ပြန်လွှတ်တယ်။ အဖူးကထမင်းတအိုးချက်ပြီးထားနေတယ်။မိမကတားငယ်နဲ့ညနေ၄နာရီခန့်မှာဆိုင်သိမ့်ပြီးပြန်တယ်။ညနေစာကိုမိုးချုံမှကျွန်တော်တို့လက်ဆောင်စားကြတယ်။ကျွန်တော်ကြောင်းအားတဲ့ညီများဆိုပါကကလေးနှစ်ယောက်နဲ့ကျွန်တော်ကမိမရဲ့ဆိုင်မှာတဏီကုံထိုင်ကြတယ်။အပူကလည်းစားသည့်အချိန်ဈေးကိုလာပြီးစားလို့မှားရတယ်။အပူကလည်းစားချိန်မှလာစားပြီးစားပြီးတာနဲ့တပြိုင်နက်တပတ်ခန့်ဆူထားတဲ့အဝတ်ဟောင်းများကိုလျှော်ဖို့ အိမ်သို့ပြန်ရတယ်။ဒီလိုပင်ကျွန်တော်တို့နေလာခဲ့ကြတယ်။ตาကြီးလည်းចောင်းသူသွားပြီ။ตาငယ်လည်းစကားတက်လာပြီ။အပုလည်းလှလှပြီ။တနေ့တော့ကျွန်တော်လည်းចောင်းအားရနဲ့ตาငယ်အိယာမအထတွင်ဈေးသို့လိုက်ခဲ့တယ်။နေခင်းဘက်တွင်လည်းဈေးထဲမှပြင်းတာနဲ့ตาကိုဆွဲပြီးရုပ်ရှင်သွားကြည့်ပြကြတယ်။ညနေအိမ်သို့ပြန်ရောက်သောအခါမှာအပုကိုမတွေ့ရတော့အိမ်ကတော့ခက်လျက်ကြံရစ်ခဲ့ကြည် ဒီတော့မှကျွန်တော်တို့ရှားကြဖွေးကြစစ်ကြဆေးကြတယ်မချမ်းသာတာကြောင့်ကျွန်တော်တို့မှ ဆုံးရှုံးစရာမြမြတော့မရှိ သို့တော့အလားတရားမှရင်မူးနေသောအပုကလှပိစမ်းပိဆိုသောမိမ ాయి အဝတ်ဟုသည်များကုန်မူယူရည်သွားကြပြီဒီခစ်ဆန်သောလှပသော အဖိုးတန်သောအင်းကြီးထမိန်ခုံမြဖနှံစာဒီတို့နှင့်အလှပြင်ပစ္စည်းကရိယာများကအပုကိုပို့၍ လာလာစီတာကတော့အမှန်ပဲသို့တော်အပူဤနှလုံးအိမ်မမူကလာလာနိုင်ပါအောင်မီလောနားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်